ဒိမန်နိုင်ငံဟာ15နှစ်အောက်ကလေးတွေအတွက်ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကိုတားမြစ်မှာဖြစ်ကြောင်းနိုဘာလ9ရက်နေ့တောက်ကြနေမှာအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့လကဝန်ကြီးချုပ်မတ်တီဖရက်ဒရစ်ဆန်ကလွှတ်တော်ကိုအဖွင့်မိန့်ခွန်ပြောကြားတာမှာလူငယ်တွေရဲ့စိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကြောင့်ကလေးတွေအတွက်လူမှုမီဒီယာကန့်သတ်ချက်တွေအတွက်တောင်းဆိုခဲ့ပြီးတဲ့နောက်မှာအခုအစီအမံကိုလှုံ့ဆော်လာတာဖြစ်ပါတယ်။ တရားဝင်မဲပေးမှုမတိုင်ခင်မှာပဲဒီစီစဉ်ကိုထောက်ခံမယ်လို့လွှတ်တော်တွေကပါတီအများစုကပြောကြားခဲ့ပါတယ်။တိမက်နိုင်ငံမှာကလေးတွေအများဆုံးအသုံးပြုကြတဲ့ platform တွေမှာ Snapchat, YouTube, Instagram နဲ့ TikTok တို့ပါဝင်ကြောင်းအစိုးရကပြောပါရယ်။အခုနှစ်ဖေဖော်ဝါရီလကမှဒိမတ်နိုင်ငံရှင်ပြိုင်မှုနဲ့စားသုံးသူအာဏာပိုင်အဖွဲ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရ Nordic နိုင်ငံမှာရှိတဲ့လူငယ်တွေဟာလူမှုမီဒီယာမှာတနေ့ကိုပြန်မြ2နာရီနဲ့မိနစ်40အချိန်ဖြုန်းကျလိမ့်ရှိပါရယ်။ဒိမတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ကအသက်16နှစ်အောက်ကလေးတွေအတွက်လူမှုမီဒီယာကိုပိတ်ပင်တဲ့ Australia နိုင်ငံလိုပဲလိုက်နာကျင့်သုံးခဲ့တာဖြစ်ပါရယ်ရှင်။